ားလုံးပဲမင်္ဂလာပါဒီနေ့မေလ၄ရက်နေ့မှာတော့မခွေတိုင်စစ်ဖြူမြို့နယ်မှာကပ္ပစ27ရက်နေ့ပြီးတော့ထွက်လာတဲ့စက္ကဆရဲ့ရင်တန်းနစီကိုနေပြီးတော့ဒေါ်လာရင်းအဖွဲတွေကပြစ်တယ်အဲ့ဒီမှာ7ယောက်ကသေတယ်3ဦးကပြင်းထန်တန်ရတယ်ဆိုတဲ့ဟာကိုတင်မီဒီယာတွေမှာဖော်ပြတယ်နောက်တစ်ခုကစစ်အာဏာရှင်တွေကိုအမြင့်ဖြည့်ရေးကိုနော်အဓိကဒီလက်တွဲတဲ့အယူကြီးအပါအဝင်ဒေါ်လာရဲ့တပ်ဖွဲ့မဟာမိတ်တွေနဲ့နော်လုံးဝ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိတိုက်သွားမယ်ဆိုပြီးတော့ TNLA ကနေပြီးတော့သတင်းစာရှင်းလင်းပွဲလုပ်တယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲကကုမင်းမှာဒီမအလာနဲ့သွားတော့ဆွေးနွေးတယ်။နော်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာသတင်းတွေထွက်လာတယ်နော်။အဲ့ဒီမှာဒီမအလာကတီဘောနောင်ချိုကြောင်းမဲမိုးကုတ်မိုးမိတ်စသဖြင့်ဒီမြို့၅မြို့ကိုနော်ပြန်ပြီးတော့တောင်းတယ်။အဲ့ဒါကတကယ့်စီးပွဲလမ်းအခုတရုတ်နဲ့စီးပွားရေးဇုံတွေဖြစ်တဲ့နေရာတွေအဓိကအချက်ချကြတဲ့နေရာတွေဖြစ်တဲ့ အဲ့ဒါကြောင့်အဲ့ဒီနေရာတွေကိုပြန်ပေးနော်အဲ့လိုမျိုးမအားလာကတောင်းတယ်နော်အဲ့ဒါကိုနေပြီးတော့ TNL ကနေပြီးတော့ပေးချလိုက်တယ်ဆိုတဲ့သတင်းကကျွန်တော်တို့သတင်းမီဒီယာလောကတွေမှာဟိုလင်းတကြောဖြစ်တဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတော့ဒီနေ့ကတော့ TNL ကသတင်းစာရှင်းလင်းပွဲတွေလုပ်တယ်အဲ့ဒီမှာအတွင်းရေးမှုကိုတိုင်းပြောရဲဆိုခွင့်ရှိတဲ့လူတွေတက်တယ်သူတို့နေရာကနေပြီးတော့သတင်းစာရှင်းလင်းပွဲတွေလုပ်တယ်ဒီသတင်းစာရှင်းလင်းပွဲမှာနေပြီးတော့ထုတ်ဖော်ပြီးတော့ပြောလိုက်တာဖြစ်တယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်ရဲ့ဒီ channel မှာပေါ်ပြီးတော့ကြည့်လို့ရတယ်ဆိုတော့ ီတည်င်းကတကိတ်ထိတ်စီးတည်င်းတစ်ခုအနေနဲ့ကျွန်တော်တို့လုံးလုံးထားတယ်တည်င်းမီဒီယာလောကမှာဆိုတော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားကြည့်ရအောင်เนาะဒီ NLA ကတော့ကျွန်တော်တို့ဒီ PTL2 နဲ့ရက်တီပြီးတော့ PTL2 ရဲ့သဘောထားအတိုင်းပဲဆက်လိုက်ပြီးတော့ရက်တီနေမယ်ဆိုတော့အဲ့ဒီအစည်းအဝေးမှာသူတောင်းတဲ့အရာကရောက်တဲ့နေရာမှာပြခတ်ရစေမယ်ဘုံချေးတာเนาะမအားလာကဒုံးနဲ့ဘုံချေးတာလေရင်နဲ့ဘုံချေးတာအမြောက်နဲ့ပြစ်တာစသဖြင့်ဒီဟာတွေကလုံးဝမလုပ်ရဘူး အခုနောက်ကတောင်းဆိုတဲ့ပထမအချက်တော့ရောက်တဲ့နေရာမှာရရမယ်ဒုတိယအချက်တော့ပုံချေးတာကိုရရမယ်နောက်တစ်ခုကတော့စီးပွားရေးကိုလွတ်လွတ်လပ်လပ်ဘောပိုင်ခွင့်ပြုရမယ်အဒီပေကတော့ဒီကုံသွေးရေးတွေပါတယ်နောက်ပြည်သူလူထုတွေသွားလာလှုပ်ရှားမှုတွေမှာဆိုလို့ရှိရင်အခက်အခဲမရှိအားအစိမရှိအဲ့လိုမျိုးခွင့်ပေးရမယ်ဆိုပြီးတော့အဲ့ဒီအချက်၃ချက်ကိုတောင်းတယ်လို့ပြောတယ်မအလာနဲ့ဆက်ပြီးတော့ဆွေးနွေးဖို့ရှိသေးတယ် အရှိသေးတယ်အဲ့ဒါကြောင့်နောက်စီးဝေးတွေမှာဘလို့ဖြစ်လာမလဲစသဖြင့်နောက်ဒီအချက်အရာကိုတော့အတိအကျပြောနိုင်ခွင့်မရှိဘူးဒါပေမဲ့ဘီတူလူထုတွေဖက်မှာရက်တည်ပြီးတော့စစ်အာဏာကြားရှုံးတဲ့အထိအယူကြီးအပါအဝင်မဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်သွားမယ်အခုနောက်ကသူတို့တင်ထားတဲ့မျိုးတွေအလုံးကိုမဟာမိတ်တွေနဲ့ဆက်လိုက်ပြီးတော့ခုခံသွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တည်င်းစာရှင်းလင်းမှုတွေလုပ်တာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာထူးခြားမှုကပါလဲဆိုတော့ TNLA နဲ့ MND ရဲ့ထူးခြားချက် အမန်တီရဲ့ကြတော့တရုတ်နဲ့လုံးဝဘလူးဘလောင်းဖြစ်သွားပြီးတော့လုံးဝသူတို့ဆွေးနွေးတဲ့ဟာကိုတရားဝင်ခြားပြတာမရှိဘူးလူဝဲချက်အနေနဲ့သူတို့ထားတယ်လုံးဝဖြစ်သူတို့ထူတွေကိုခြားပြတာမရှိဘူးမာလာလည်းခြားပြတာမရှိဘူးတရုတ်လည်းခြားပြတာမရှိဘူးသူတို့ဘလူးလုံးလည်းဘလူးအစီအစဉ်နဲ့သူတို့လုံးကြလဲဆိုတာပဲသူမှသိပိုင်ခွင့်မရှိဘူးငါအဲ့ဒါကတရုတ်ရဲ့လူလားချက်ဆိုတော့မာလာကတော့သူဘလောက်ပဲရရသူကတော့ခြေနဲ့နေမှာပဲနောက်ခြေနဲ့နေမှာပဲဘာပဲရောင်းရရောင်းရဘာပဲပေးရပေးရနောက်သူနိုင်ရပြီးရော နော်သူကအဲ့ဒီမှာတွေးမိမကြဘဲနဲ့အဲ့ဒီ live show မျိုးကိုပြန်လို့ရရင်ပြီးရောစသည်ဖြင့်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလာနေပြီးတော့ကလုတ်သဘောတူတယ်ဒါပေမဲ့သူတို့ပုံပုံလေးလည်းခြားပြထားတာမရှိဘူးဒီနေရာမှာ TNL ကတော့နော်အခုတည်င်းစာရှင်းလင်းဝေးတာထူးထူးချားပဲတခါမှလောက်တာလည်းမရှိဘူးနော်ဆိုတော့ ပီတလူထုကိုနိနေကြောက်တဲ့ပုံစံတော့ရှိတယ်နော်ပီတလူထုဖက်မှာနိနေရက်တည်တယ်တကယ်တမ်းပီတလူထုတွေမပါဘူးဆိုလို့ရှိရင်အခုတောင်ခမ်းတော့မလို့ဆိုတာတော်တော်ကြဆုံမှုတွေရှိတယ်သူတို့တောင်ခမ်းကိုတိုက်လို့တစ်ခါမှမရဘူးဆိုတော့ဒီအန်ဒါလေရဲ့ဒီပီတလူထုတွေရဲ့ထောက်ခံမှုကြလေလေသူ့ရဲ့ဆုပ်ယုံမှုဟာဆိုလို့ရှိရင်ရှိလေလေဆိုတာသူ့သူသိပုံရတယ်နော်သိပုံရတယ်အဲ့ဒါကြောင့်ပီတလူထုကိုဆက်ပြီးတော့ဖတ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အစကတည်းကသူတို့တရုတ်ကတရုတ်ရဲ့စစ်ဆေးမှုကိုသူတို့ လိုက်မယ်ဆိုတဲ့ဟာကိုအစကတည်းကနေသူတို့ပြောပြီးသားဖြစ်တယ်။တရုတ်ရဲ့လမ်းကြောင်းအတိုင်းပဲငါတို့သွားမယ်တရုတ်ဟာဆိုလို့ရှိရင်တော့ငါတို့ရဲ့ကျေးဇူးရှင်ဖြစ်တယ်။အခုလည်းပြောပါတယ်နော်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တင်ထားပေးတယ်နော်အဲ့ဒီဟာမှာသွားပြီးတော့ကျွန်တော်တို့ချိန်လို့ရတယ်။စေဘောစားစရာကောင်းတယ်သူတို့ပြောလိုက်ဟာလေ။ဆိုတော့အဲ့လိုမျိုးပြောတဲ့လူကနော်အခု MNDA လုံးမလုံနိုင်ဘူးဆိုတာဘလို့မှမပြောနိုင်ဘူး။မလုံမပြောနိုင်ဘူး။ကျွန်တော်ကတော့လုံးဝလုံးဝတော့ယုံကြည်မရှိဘူး။ဘာလို့ဆိုတော့သူတို့က ဒီမဟာမိတ်ပထမတက်သူညာနှစ်ခွန်စစ်စရေးမှာစစင်တဲ့အချိန်မှာသူတို့ဗာပြောလဲပြည်သူလူထုနဲ့ဆေးအနာရှင်ပြုတ်ကြတဲ့ထိတိုက်မယ်လို့ပြောတယ်အဆုံးကြတော့နောက်တရုတ်ကငါတို့ရဲ့ခြေဆုရှင်မှာလို့ပြောတယ်အခုပြန်ပြီးတော့ပြည်သူလူထုကငါတို့ရဲ့ခြေဆုရှင်မှာသူတို့သဘောထားအတိုင်းပဲလုပ်ပါမယ်စသည်ဖြင့်ဘလို့ပလောက်နဲ့လိုက်လျှောက်ပြောနေတယ်နော်ပြောနေတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ကတော့အယုံကြည်မရှိဘူး ဘယ်လိုဖြစ်လာမလဲဆိုတာခြေလိုက်เนาะခြေလိုက်เนาะတရုတ်ရဲ့စစ်ဆေးရလမ်းကြောင်းတိုင်းပဲသွားလိမ့်မယ်ဘာလို့ဆိုတော့တတိယဆရှင်လင်းပွဲမှာပဲတရုတ်ဟာဆိုလို့ရှိရင်ဒီလိုစစ်ဆေးရတွေလုတ်ပစ်တဲ့ကြောင်းเนาะတကယ်ယေရှုတင်နေတာယေရှုရှင်တွေဖြစ်တဲ့ဆိုတဲ့ဟာကိုဒီလောက်ပြောပြီးမှတော့เนาะကျွန်တော်တို့ဘလို့မှတရုတ်ရဲ့ဖိအားကိုလုံးဆိုင်နိုင်စရာအကြောင်းကိုမရှိတာ အကြောင်းလို့မရှိတာကျွန်တော်တို့ချစ်ကြရတာပေါ့နော်ဘယ်လိုလုပ်မလဲဆိုတာကျွန်တော်တို့ချစ်ကြမယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပုဂိုးတိုင်းတောင်းလို့ခရိုင်မှာရှိတဲ့တောင်းမတိုင်စစ်တိုင်းဌာနချုပ်ကိုနေပြီးတော့ဒီဘက်က short time လုပ်နေပြစ်တယ်ပြစ်တဲ့ခါကျတော့အဲ့ဒီမှာ data အရာရှိနော်စစ်ဦးသေးတယ်နော်စစ်ဦးသေးတယ်ဒီမှာအဆောက်အဦလည်းမင်းလောက်ကြာကြတယ်ဆိုတော့ဒီနေရာမှာ data အရာရှိတယ်ထိတယ် နော်အဲ့ဒီမှာလေတိုက်ရရှိအပါဝင်စစ်တယောက်သေးနေဆိုတော့ခေါင်းလာပေါ့နော်အဲ့ဒီမှာပြည်သူတို့ထုတွေကိုဘုံချေးတာဆိုလို့ရှိရင်အဲ့ဒီလေတက်လို့ပဲနော်အနိုင်ကျင့်နေတာသူတို့ကိုလုံနိုင်နေမဲ့အဟာမရှိတဲ့ခါကျတော့အဲ့ဒါနဲ့အသက်ကုန်ဆွေးတာဒါပေမဲ့ဆေးရဲမှာတော့မတရားဘူးဆိုတာမရှိဘူးနော်ဆေးရဲနဲ့အချေးရဲမှာဆိုလို့ရှိရင်မတရားတာမရှိဘူးတဲ့နော်ကျွန်တော်တို့ပုံမှန်စကားရစကောပုံလို့ရှိတယ်မတရားတာတရားတာရှိလားမရှိလားဆိုတော့ကျင့်လိုက်လေနိုင်ငံတကာကဒီတိုက်ပဲလက်ပိုက်ပြီးတော့ကျင့်နေကြတာပဲလေဒီမှာပြည်သူတို့ထုတွေအသုံးယုံသေးတာအဲ့ဒီလေးရဲ့ပြန်တစ်ခုနဲ့ပဲနော်အနိုင်ကျင့်တာနော်အနိုင်ကျင့်တာနော်အမြင်တွေမှာကျတော့သူတို့ကအသုံးယုံသေးတယ် နော်အဲ့ဒါကိုကလေစားချေဖို့ကလေမြေနဲ့တုံးတယ်အဲ့ဒါကိုပဲချေလိုက်လေနော်ဒီတို့လို့ထုတ်တယ်အရင်တော့ကပြည်တွင်းစင်မှာကလေမြေကိုမတုံးရမတုံးရမတုံးရပြောပြီးတော့အခုကတော့ရိုးကုန်ပြီအဲ့ဒါတွေကနော်ရိုးကုန်ပြီနောက်တစ်ခုကကျွန်တော်တို့မုံပြင်းနေတထုံမြို့နေမော်လမြိုင်ဒီရန်ကုန် ဲ့ဒီလမ်းပေါ်မှာပေါ့တော့เนาะအဲ့ဒီမှာမိုးကောင်းတတားဆိုတာရှိတယ်အဲ့ဒါကိုနေပြီးတော့ဒုတိယချိန်မိုက်ဆွေတက်ခိုင်မှုကိုခံလိုက်ရတယ်နောက်တစ်ခုကဒီနေ့ဒီဇလန်စကီဒီယူကရိန်းရဲ့တပ်မတော်ဇလန်စကီကနေပြီးတော့ထုတ်ပြန်လိုက်တဲ့သတင်းဒါလည်း hot issue အနေနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ရုရှားကဒုတိယကမ္ဘာစစ်ပြီးပြတဲ့နောက်ပိုင်းမှာနေ့80เนาะနေ့80ပြည့်ညီရုရှားရဲ့ရင်ပြင်းနီအောင်ပွဲအခမ်းအနားကိုနေပြီးတော့ပြုတ်လုပ်မယ်အဲ့ဒါကိုမအလားကိုလည်းဖိတ်တယ်တမန်တော်ရှီရှီချင်းပင်เนาะအဲ့ဒါဒါသူ့ရဲ့ တော့မဟာမိတ်တွေပေါ့နော်အဲ့ဒီမှာမြောက်ကိုရီးယားတို့ဘာတို့လဲပါမှာပေါ့ဒီဘယ်လိုရူတို့ဘာတို့သူတို့ရဲ့မဟာမိတ်တွေပဲဆိုတော့သူတို့မဟာမိတ်တွေကိုဖိတ်ခေါ်တယ်အဲ့ဒီမှာမအလာလဲသွားတက်မယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ရုရှားက เนาะအဲ့လိုမျိုးလုပ်တဲ့ဟာကိုဒီယူကရိန်းကနေပြီးတော့အဲ့ဒီမှာပြောတယ်မင်းတို့ရဲ့လုံခြုံရေးကိုလုံးဝတာဝန်မယူဘူးเนาะကျွန်တော်တို့ကအပြည့်မပြောနေလို့အဲ့လိုမှာတတိပေးလိုက်တယ်ဆိုတော့မာလာအဲ့ဒီမှာသွားလို့ရှိရယ်ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ secretary အောင်ယူကရိန်းသမ္မတကတော့เนาะပြင်းပြင်းထန်ထန်တတိပေးလိုက်ပြီဘာဖြစ်ဆိုတော့အဲ့ဒီရင်ပြင်မှာလုပ်တဲ့ခါကျတော့သူတို့ကဒီယူကရိန်းကိုတိုက်ဖို့အတွက်ဒီပြောက်အိုးတွေပါတွေအကုန်လုံးဖောက်တဲ့ကြားနေပြီးတော့အဲ့ဒီမှာပျော်ဖို့ရှင်မနဲ့လုံးကြမှာပေါ့เนาะအဲ့ဒီမင်းပန်းတို့မင်းဘုံတို့အဲ့လိုမျိုးဖောက်ပြီးတော့အဲ့ဒီကနေပြီးတော့သူတို့ဘာပြစ်လိုက်မလဲဆိုတော့သူတို့က အယုံချင်မရှိဘူးเนาะအယုံချင်မရှိဘူးအဲ့ဒါကြောင့်ဒီရုရှားကိုနေပြီးတော့เนาะအဲ့ဒီမှာသွားမဲ့နေရာမှာလုံးဝเนาะလုံးဝတာမမီဘူးဆိုတဲ့ဟာကိုဇလန်စကီကနေပြီးတော့ပြောလိုက်တယ်ဆိုတော့ဒီရုရှားလည်းပြောင်းပြီးတော့တုံ့ပြန်လိုက်တယ်เนาะတုံ့ပြန်လိုက်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် KS လို့ခေါ်တဲ့ကျွန်တော်တို့ဒီ Ukraine ရဲ့မြို့တော်ပေါ့เนาะမြို့တော်အဲ့ဒီဟာဆိုလို့ရှိရင်ဒီမေလ10ရက်အထိမခံဘူးเนาะတတ်ဆွမရှိဘူးဆိုတဲ့ဟာကိုလေချိန်ချုပ်ထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာမအလာသွားမဲ့နေရာရင်ချင်းနေအောင်ပွဲဟာဆိုလို့ရှိရင်ဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်ကြရအောင်နောက်တစ်ခု ခုကတယောက်ကမအလောက်ကိုငလျင်တန်းတင်းတဲ့လူဒီနေ့ရပြန်မှနေပြီးတော့ကိုညင်ကဈေးရုပ်တဲ့လုပ်တဲ့အထောက်ပံ့တွေအများကြီးပေးတယ်ပြီးလို့ရှိရင်တော့တယောက်ကနေပြီးတော့ဈေးစီပေါ့နော်ဒီဈေးစီတန်းချင်ပေါ့နော်1800နော်1800ကိုနေပြီးတော့အခုဒီလိုဝါစက်ကမှရောက်နေပြီဆိုတော့အတာကိုကိုညင်မဆားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အတာကဒီဈေးစီကိုမဆားလာဆိုတော့နောက်တစ်ခုကဒီမြန်မာနိုင်ငံတနိုင်ငံလုံးမဆင်နှွေးနေတဲ့တိုက်ပွဲတွေမှာဆိုလို့ရှိရင်တော့ဒီ90နဲ့400ခိုင်နှုန်းကိုနေပြီးတော့ဘန်နောင်ငယ်ကိုနေပြီးတော့ ဒီ UNG ကတုံးဆွဲတဲ့အတိတ်ပဲကတော့သူတို့အလူခံလို့ရရှိထားတဲ့ငွေတွေအရဆိုလို့ရှိရင်60နဲ့400ခန်းတော့ကမြန်မာနိုင်ငံတနိုင်ငံလုံးမှာဆင်းနေတဲ့အိုက်ပွဲတွေမှာအသုံးပြနေပါတယ်ဆိုတဲ့ဟာကို UNG ကနေပြီးတော့ ထုတ်ပြန်တာကို တွေ့ရမှာဖြစ်တယ်ဒါအဲ့တော့တော့ဒါကျွန်တော်အချိန်ပေါက်မနေဘူးကျွန်တော်ကြားဘူးတာเนาะဒါပေမဲ့ပြည်သူလူထုတ်တယ်လို့အများစုကတော့လက်မခံဘူးဒီလိုထုတ်ပြန်တာကျွန်တော်မေမေရ၄ချိန်လောက်ရှိပြီထင်ပါတယ်เนาะအစည်းအဝေးတွေလုပ်ပြီးတော့အဲ့လိုမျိုးထုတ်ပြန်တဲ့ပြည်သူလူထုတ်ကလက်မခံဘူးတော့ဘလို့အသေးစိတ်တွေဘလောက်သုံးရတယ်လဲဆိုတဲ့ဟာကိုသူတို့လုံချင်းနေတယ်အဲ့ဒါကိုနေပြီးတော့ NUG ကလည်းထုတ်ပြန်နိုင်တာမရှိဘူးကျွန်တော်တိတိလောက်ဆိုရင်တော့၄ချိန်ညောက်လောက်ရှိလောက်ပြီเนาะအဲ့ဒီလိုမျိုးထုတ်ပြန်တာကို เนาะအများပြည်သူတွေကလက်မခံဘူးเนาะမခံဘူးဒါပေမဲ့အဲ့လိုမျိုးပဲဆက်ပြီးတော့ဆက်ပြီးတော့ထုတ်ပြန်တာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီမန္တလေးပြည်ကုန်းတွေမြို့မှာမိုးအသေးထန်ရွာရဲရွာတဲ့ခါကျတော့အဲ့ဒီမှာတောင်ကျချောင်းတွေအဲ့ဒီကနေမျိုးစစ်စင်လာတယ်စစ်စင်လာတဲ့ခါကျတော့เนาะအဲ့ဒီမှာအတင်ကြီးမြို့နေမှာဆိုလို့ရှိရင်ရေကြီးတွေเนาะအရေကြီးရေရှမှုတွေအကြီးကြီးဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်နောက်တစ်ခုကเนาะအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာသတင်းသမားတွေကိုသူတို့ကဖမ်းတယ်เนาะသတင်းသမားတွေကသူတို့အတွက်တကယ့် ငါပြင်မဲ့ထားရဒီကောင်တွေကတကယ်အရှုံးထုံးတယ်နော်ငါတို့အကြောင်းကမကောင်းကြောင်းပြောတယ်စသည်ဖြင့်ငါတို့ရဲ့လုပ်ရတွေကိုကဘာတိအောင်ဖော်ပြတယ်စသည်ဖြင့်အညိုးနဲ့နော်တင်းတမား အရောက်ပေါင်း၄ရာကျော်ကိုတွင်ပြီးတော့ဖန်ဆီးထားတယ်။အခုလက်လော့စေထောင်ထဲမှာ၄စီကျော်ရှိသေးတယ်။ခုနှစ်ရောက်ကတော့သူတို့တက်ဖြတ်လိုက်တယ်။နော်အဲ့ဒီဟာကိုကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကဒီနေ့အတွက်စေဝင်စားစရာတည်င်းတပုံအနေနဲ့နော်ပိုဟမ်မင်ကြီးဖရန်စစ်စာဆိုလို့ရှိရင်နော်ကိုလင်သွားပြီနော်အသက်ကတော့85နှစ်ပေါ့နော်။ဆိုတော့ဒီမှာကိုလင်သွားတယ်။ကိုလင်သွားပြီးတဲ့နောက်ပိုင်းမှာနိုင်ငံတကာရဲ့ကောင်းဆောင်တွေကနေပြီးတော့သွားတယ်။နော်အဲ့ဒီထက်မှာကျွန်တော်တို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းပါတယ်။ဇလန်စကီတို့လည်းပါတယ်။ဒီမှာသွားပြီးတော့နော်ဒီအတူပမှာသွားပြီးတော့ဒီနိုင်ရင်မှာသွားကြတယ်။သွားကြတဲ့အခါကျတော့ ခုပြန်လာတယ်စက်တရရှိပြီနော်စက်တရရှိပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီပုံရံမင်းကြီးကွလလို့ရှိရင်သူတို့ကရွေးရတယ်ပုံရံမင်းကြီးအစ်စ်ကိုရွေးရတယ်ဆိုတော့ဒီမှာစကတင်ကဆင်းကရောက်နော်ကျွန်တော်တို့မြန်မာနိုင်ငံကချားပေါ်ကလည်းပါတယ်နော်ချားပေါ်ကလည်းပါတယ်ဆိုတော့အဲ့ဒီမှာသွားနေပြီဆိုတော့ရွေးပေါ်ကလည်းသူတို့အချင်းတွေသူတို့လုံနေကြတယ်ဆိုတော့ဒီနေ့တင်တင်တစ်ခုထွက်လာတာက AI ရဲ့ဓာတ်ပုံနော်ဓာတ်ပုံအဲ့ဒါက Donald Trump သူကိုယ်တိုင်ကသူဟာသူလုပ်တယ်လုပ်ပြီးတော့ social media တွေမှာတင်တယ်နော်အဲ့ဒီကဆိုလို့ရှိရင်ဒီပုတ်ရဟန်းမင်းကြီးအခုတက်လာမဲ့ပုတ်ရဟန်းမင်းကြီးကဆိုလို့ရှိရင်ရွေးချယ်ပွဲမှာ ပူပဲဖြည့်ရမယ်နော်ပူပဲပြန်နံပါတ်1လက်ညှိုးကိုထောင်းပြီးတော့နော်ဆိုတော့အဲ့ဒီပုံကလည်းတော်တော်ကိုပေါက်သွားတယ်နော်ပေါက်သွားတယ်လူမှုကွန်ရက်ပေါ်မှာအဲ့ဒါကပထမဆုံးဖော်ပြတဲ့နော်လူမှုကွန်ရက်ကပါလဲဆိုလို့ရှိရင်တော့ truth social နဲ့ x social ဆိုတဲ့အဲ့ဒီလူလူမှုကွန်ရက်နှစ်ခုကနေပြီးတော့ပြန်နဲ့လာတာဖြစ်တယ်အဲ့ဒီတပ်ပုံတွေကဆိုတော့အဲ့ဒါကသူကိုယ်တိုင်လုပ်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒီပိုဟိုင်းမင်းကြီးကသူဖြစ်တင်းတယ်ပထမဆုံးရွေးချယ်ရမယ့်နံပါတ်1လူကနော်ဒေါ်နယ်ထရမ့်နော်တမ်ဒတ်ထရမ့်ဖြည့်ရမယ်ဆိုတဲ့ဟာကို ပြောကြတယ်ဒီတတိယလည်းတော်တော်ကိုပေါက်သွားတယ်ဆိုတော့တကယ်တမ်းဒီတတင်းကမှန်ခဲ့မယ်ဆိုလို့ရှိရင်တော့နော်ဒီသမဏဒေါ်နာထရန့်ဆိုလို့ရှိရင်တကယ်လူငယ်ဆဆန်ပဲနော်သူ့ရဲ့အတွေးတွေကသမဏတယောက်တာပြောတာနော်အဲ့လိုမျိုးသူ့ရဲ့လုပ်ရက်တွေကတကယ်ငေမူပြန်တယ်လို့ပဲသူ့ကိုကြည့်ရတာကျွန်တော်ကြည့်တာငကိုကလေးကလည်းဒီလိုပဲအခုတတိယလည်းဒီလိုပဲလုပ်နေတော့ပဲခလေးကလားလို့ပဲဘွန်ဘာတဲ့ဟာကိုသွားပြီးတော့ဝင်ရှုပ်တယ်အဲ့ဒီဇလန်စကီကနေပြီးတော့သူ့ကိုအဖကုံရန်ဖြစ်ကြတဲ့အင်ဖြူတော်မှာစသည်ဖြင့်ဒီဟာတွေကတကယ်နော်ဒီနိုင်ငံတကာရဲ့ကောင်းဆောင်နော် အကဲကပါမှာဒိတ်ဒိတ်ကျဲနိုင်ငံရဲ့ကောင်းဆောင်တယောက်ကအဲ့လိုမျိုးလုပ်တယ်ဆိုတော့လေကျွန်တော်တွေ့ရတော့အဲကျွန်တော်ကတော့မကြိုက်ဘူးအဲ့လိုညီညီနဲ့အဲ့လိုမျိုးသွားတာတိတ်ကုန်တိတ်ခါရှိရှိနဲ့အဲ့အဲ့လိုမျိုးလုပ်တဲ့ဟာကိုပဲချက်တယ်အခုကပုံရံမင်းကြီးလုံတဲ့လုံမင်းနေရာကိုသူ့ဟာသူ့နော်အဲ့ဒီမှာထည့်ပြီးတော့လုပ်တယ်ဆိုတော့လေဒီတတိယကလည်းတော်တော်ပေါက်ကြားသွားတယ်နော်အခုလူမှုကော်ရက်ပေါ်မှာလည်းပြန့်နေတယ်တတိယမီဒီယာတွေမှာလည်းပြန့်နေတယ်ဒီပုံကနော်ပုံကဆိုတော့ဟုတ်လားမဟုတ်လားဆိုတာတော့ကျွန်တော်တို့အသေးချာကျွန်တော်တို့ကြည့်ရအောင်ဆက်လိုက်ပြီးတော့တော့တကယ် ဒီအမေရိကရဲ့ဒီသတင်းဌာနတွေမှာလွှင့်လာမလွှင့်လာဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ချိရသေးတာပေါ့နော်ဆိုတော့အခုလောလောဆယ်ကတော့လူမှုကွန်ရက်ပေါ်မှာမြန်မာနိုင်ငံပြည်ရဲ့သတင်းမီဒီယာတွေမှာတော့ဖော်ပြထားတာကိုတွေ့ရတယ်နော်အဲ့ဒါကတော့တော့မဖြစ်သင့်တဲ့အမှုရလို့ပဲကျွန်တော်ရခံယူချက်တယောက်ရခံယူချက်အနေနဲ့ပဲပြောတာပါနော်ဆိုတော့ဒီနေ့မေလ၄ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ